အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘူဒီကျော်မုံနစ်စနီလေးကိုပြပြပေးမှာဖြစ်ပါတယ်အချီစနီလေးပါပြပြပေးမှာပါနော်အိမ်မှာပဲစိမ့်မုံမရှိလို့ကိုယ့်ဟာကိုယ်ပဲကလပဲကိုယူပြီးတော့ချိန်လိုက်ပါတယ်အရင်ဥစွာကလပဲလေးတစ်ခွက်လောက်ကိုယူပြီးတော့ ကျိတ်တဆက်လေးနဲ့ကျိတ်လိုက်ပါရဲစကားလေးတိုက်လိုက်ပါရဲပထမတဆင့်စကားတိုက်တယ်ပြီးတော့ထွက်လာတဲ့ကြံသေးရဲ့မညက်တာလေးတွေကိုထပ်ဆက်လက်ပြီးတော့ကျိတ်သွားတာပေါ့နော်ဒုတိယတဆင့်ထပ်ကျိတ်လိုက်ပါရဲအလိုနဲ့ပဲ၃ဆင့်လောက်ဆိုရင်တော့ပဲစိမ့်မှုလေးရခဲ့ပါရဲဆက်လက်ပြီးတော့ဆံမှုလေးကိုလည်းကျိတ်သွားမှာပေါ့နော်ဆံမှုလည်းအိမ်မှာမလောက်တော့လို့ပါတစ်ခွက်စာပဲရှိတော့တာဆိုတော့လေအဲ့ဒီအတိုင်းပဲကျိတ်လိုက်ဆက်လိုက်လုပ်ခဲ့ပါရဲ မုန်နေဆက်ကူကလေသုံးအချို့တင်းနဲ့ဆက်ပါတယ်။စံမုတ်သုံးဆွန်းဆိုလို့ရှိရင်ကောင်းငင်းစံတဆွန်းထည့်ပါတယ်။ကောင်းငင်းမုတ်ကတော့အိမ်မှာရှိနေလို့အသင့်ထားကိုပဲသုံးခဲ့ပါတယ်။ကောင်းငင်းစံတော့မကြိတ်တော့ဘူးပေါ့နော်။ပဲစိမ့်မုန်လေးကိုတော့ဇွန်းဝါလောက်ထည့်ခဲ့ပါတယ်။ပြီးတော့စားနေငယ်လေးထည့်ပါတယ်။ဒီနေရာမှာကြက်သားမုတ်ကြိုက်တဲ့လူတွေကလည်းထည့်လို့ရပါတယ်။ဟိမမသုံးလို့ပါ။ဘေကင်ဆိုတာထည့်ပါတယ်။ ဘေကင်ပေါင်ဒါလေးရှိရင်လည်းထည့်လို့ရပါတယ်ဟိမမမရှိလို့ပါနော်ဒါလေးဆိုရင်တော့ရွှေလေးပြာတို့ယူရီးယားမယ်တို့လိုမျိုးအကျော်မှုန့်လေးရပါပြီဘူးသလုံးလေးနဲ့ထည့်ပြီးတော့တင်းထားလို့လည်းရပါတယ် မုန်းနေဖြို့ဖို့အတွက်ရေလေးကိုလိုတလောက်ပေါ့နော်နည်းနည်းလေးထဲလိုက်ငွေလိုက်အလိုပေါ်ကိုစားချင်တဲ့အပြစ်အကျဲပေါ်မူတည်ပြီးတော့လှုပ်သွားမယ်ပေါ့နော်။ဒီမှာဘူတိကျော်လေးအပြင်သားထူထူလေးကိုသဘောကျတယ်။အဲဒါကြောင့်မို့ဒီအနေလေးဆိုရပြီပေါ့နော်။အလိုစီစီလေးဆိုရပြီ ကိုတီးလေးတွေကိုကိုစားခြင်းနဲ့အရွယ်လေးပေါ့နော်ဒီချာလေးတုံးလိုက်တယ်ဒီနေရာမှာအခွန်ခွာဖို့မေ့သွားလို့ပေါ့နော်လီပြီးတော့မှပဲဒီမှာပြန်ပြီးတော့တုံးလိုက်ရတာပေါ့နော်ပြီးသွားတော့တ िश ူးလေးနဲ့လေးနည်းနည်းချောက်သွားအောင်ပေါ့နော်ဆုပ်ပေးလိုက်တာပေါ့အမှန်ကလေဘူတီလီတာပြီးတော့ ဟိုမိနစ်20 30လောက်လေးတလက်ထားလို့ရှိရင်တော့အဲ့လိုတ िश ူးနဲ့ပြန်ဆုပ်เสียမလို့ပေါ့နော်ဒီမှာကျတော့အချိန်မပေးနိုင်တော့လीအဲ့ဒါလူကလည်းအလင်းလုံနေတာနဲ့ဆိုလို့ရှိရင်အဲ့လိုမျိုးအများနဲ့အလွယ်နည်းလေးပဲလိုက်တာပေါ့နော်တ िश ူးလေးနဲ့ဆုပ်လိုက်တယ်ပြီးရင် construct ပေါင်ဒါပြောင်းကော်မုံလေးပဲဖြစ်ဖြစ်ဆံမှုလေးပဲဖြစ်ဖြစ်တခုခုအမှုံလေးထည့်ပြီးတော့လीနေထားလိုက်တာပေါ့နော်အဲ့ဆိုဘူးသီးလေးကချက်ချောက်လေးဖြစ်ပြီးတော့တကယ်ကြော်တဲ့အချိန်ကျရင်ကွဲထွက်မသွားတော့ဘူးပေါ့နော် စီစူလာလို့ရှိရင်တော့စစောကဆန်နစ်လေးတွေကိုဘူးသီးလေးတစ်ချောင်းချင်းစီနှင်းလိုက်ကြော်လိုက်ပေါ့နော်ဒီနေရာမှာလေအဲ့ဒီ fry toast လို့ပြောမလားပထမဆုံးသုံးမှုတာပေါ့နော်အရင်အဆင်ပြေတာပဲအရင်ဆိုဘူးသီးကြော်ကြော်လို့ရှိရင်လေလက်နဲ့ကင်လိုက်ပေးလိုက်အိုးပေးတလူးနေရောပဲအဲ့ဒီ fry toast ပြောမလားမသိဘူးပေါ့နော်အဲ့ရှိရှိတူလေးကအရင်အဆင်ပြေတယ်အဟေးမအဲ့ဒါလေးကိုထိုင်စုဝန်နေဝယ်ခဲ့တာပေါ့နော်အခုဘူးသီးကြော်ကြော်တဲ့အချိန်ကျတော့အရင်အဆင်ပြေတယ်လက်လက်စီမလား င်ပေါ့နော်အာခွက်ထဲနေတဲ့အခါမှာလည်းတတရဲ့လေးနဲ့တယောက်ထင်းနဲ့လည်းအိုနိုင်သွားတာပေါ့နော်မဟုတ်လို့ရှိရင်ကြော်တဲ့လုံလိုက်ဆန်နှစ်လုံလိုက်ဆိုတူမလားလို့စစ်မလားတော့အရန်ကိုဖြာပါတာများတာပေါ့နော်အလိုနဲ့ပဲဘူးသီးလေးတွေတအိုးကုန်နဲ့အထီကြော်သွားခဲ့ပါတယ်ဒီမှာအဲ့လိုအဝါရောင်လေးတန်းနေတဲ့အနေလေးဆိုရင်ရပါပြီပေါ့နော်ဒီစီပူနေတဲ့အချိန်မှလေခက်ကြံလေးဇက်ဇက်နဲ့ အဲ့လိုခါချလိုက်လို့ရှင်မိဘူးတိကစီမစုတ်ထားပဲနဲ့စီလေးပြန်ထွက်သွားတာပေါ့နော်အဲ့တော့စားတဲ့အချိန်ကျရင်လည်းစီပြိုနေရတယ်ပဲလည်းမဖြစ်ဘူးပေါ့နော်အခုဆိုရင်တော့ဘူးတိလေးတွေပေါ့နော်အဲ့လိုစီလေးခါလိုက်စကားလေးဆက်လိုက်အဲကျန်တဲ့စီထဲမှာစကြော်လိုက်နဲ့အိုးကုံနဲ့အထီကိုတတဲကုံနဲ့အထီကိုကြော်သားခဲ့ပါတယ် အခုအနေထားလေးဆိုရင်တော့အရန်ရန်ကိုစားကောင်းနဲ့ကျွရနေတဲ့ဘူးသီးလေးရပြီပေါ့နော်အလေသားလေးရလည်းအထက်ကဘူးသီးလေးရလည်းနုနုလေးနဲ့ခြူတာပေါ့နော်အမှချိုးကြီးလိုက်လို့ရှင်လည်းကွက်ခနဲနဲ့ကျွတ်နေရောပဲစားကြီးလိုက်ရင်လည်းခြုံနေရောပေါ့နော်အဲ့အနေလေးဆိုရင်မှအရန်သဘောကျတယ် အမျိုးသားတက်တွန်ကျော်လေးပါစားခြင်းနဲ့လို့တောင်းဆိုရလို့ဟိမအိမ်မှာရှိရဲ့ voice drop machine လေးရဲ့အဲ့ဒါလေးရဲ့တက်တွန်လေးရဲ့ဟိုပါပူတဲ့မုန်းနေလေးထဲမှာပေါ့နော်ဆက်ပြီးတော့စီလေးတွေလည်းပူနေသေးတာမို့ဦးလေးဆောင်ပြီးတော့ဆက်ကြောပေးခဲ့ပါတယ်အကျော်လေးတွေရပြီမလို့အချီလုံးလေးလေးဆက်လက်ပြီးပြောပြပေးသွားပါမယ် ဒီမှာတော့အချင်းဆိုရင်အရင်ဆုံးလीမကြီးသီးနဲ့ထန်ညက်ကိုရင်နွေးလေးအရင်စိန်လိုက်တယ်ချက်သွင်ပြူလေးနှမွာလောက်ကိုညံ့ညက်လေးလှီးလိုက်တယ်ငုပ်သီးစိန်အနီတောင်လေးအစိမ်းတောင်လေးထည့်လိုက်တာပေါ့နော်မကြီးရည်လေးကိုစစ်လိုက်တယ်ပြချာလို့ရှိရင်ငြူတီအချက်မှုလေးတစုံလောက်ထည့်လိုက်တယ်။ပဲအချက်မှုလေးထည့်လိုက်တယ်။တမယာရည်လေးထည့်လိုက်တယ်။အနံ့လေးပဲလူချင်လို့ပေါ့နော်။ငါးငံ့ပြရည်လေးထည့်လိုက်တယ်။နနမင်းလေးထည့်လိုက်ပါတယ်။ နုံနုံလေးဆင်းပြီးတော့ပေါ့လေဒီချလို့ရှိရင်အကုန်လုံးကိုရောပြီးမှွေလိုက်လို့ရှိရင်မကြီးမဲရည်လေးနဲ့လှုပ်ထားတဲ့အချင်လေးရပြီပေါ့နော်ဂျင်းလေးနည်းနည်းတော့ညှစ်ထည့်လိုက်တာပေါ့နော်အနံ့လေးပဲလိုချင်လို့တမညာသီးတို့ဂျင်းတို့ကမထည့်လဲရတာပေါ့နော်ထန်ညက်လေးကိုပြန်ချီပြီးနေရတာတိတ်မကြည်သေးလို့ဆိုပြီးတော့အရန်ရန်ကိုစားကောင်းတဲ့မျိုးစီစက်နီးလေးဖြစ်ပါတယ်အကျော်လေးနဲ့အရန်ကိုလိုက်ဖက်ပါတယ်ဗီဒီယိုလေးကိုနှစ်သက်ရင် subscribe လေးလုပ်ပေးသွားနော်